တော်တဆနဲ့ဆေးရုံမှာအရေးပေါ်ခန်းစားနေရခဲ့ကထူးကွယ်လွန်ခဲ့တဲ့အဖြစ်မှန်တွေကိုပြောလာခဲ့တဲ့သူနာပြူတရုတ်ဆောင်သူကတော့မလာစရဲနေမနေ့ကမှပဲသူချီရဲမိခင်နဲ့တူလောကကြီးကိုထားခဲ့ကရုတ်တရက်ကွဲလွန်သွားခဲ့ရပါပြီ။အသက်26နှစ်တာရှိသေးတဲ့ပြင်တလန်းတွေအများကြီးရှိနေတဲ့အတွက်ထူးကွယ်လွန်တဲ့တဲ့င်းကအနုပညာလောကရဲ့ကသူတွေနဲ့ပြည်သက်တွေအတွက်လက်မခံချေစရာဖြစ်နေကြတာပါ။ ထူးဟာယောဂအခမ်းအနဲကြီးကြီးမားမားမရှိဘဲနဲ့ကားအက်ဆီဒန့်တစ်ခုကြောင့်ကွယ်လွန်သွားခဲ့ရတာပါဖြစ်ဖြစ်ချင်းကွယ်လွန်တာမျိုးမဟုတ်ဘဲစိတ်ယုံပေါ်မှာနှစ်ရက်ကြာပြီးမှသာကွယ်လွန်သွားခဲ့တာပါထူးကွယ်လွန်တဲ့အပေါ်မှာတချို့ပြိသက်တွေကလည်းထူးဟာစိတ်သုံးများလို့လားအရက်လွန်ကျော်တော့လို့လားဆိုပြီးတော့မျိုးစုံထင်ရပြောကြတာပါထူးရဲ့မာခံပြိသက်တွေကတော့ထူးကွယ်လွန်သွားတဲ့အခြေအနေမှန်ကိုသိချင်နေကြတာပါ မလာစနေရနေ့မှာသူရဲ့တက်မဲ့ခနာကိုကိုတချိုလိုက်ပြီးဖြစ်ပါတယ်။သူရဲ့နာရီကိုသူချရတဲ့ပြိသက်တွေအမြောက်များကလာရောက်ခဲ့ကြတာပါ။ဒါပြင်အစိုးရနာရီကိုသူစင်းအောင်တက်ခဲ့စဉ်တာဝန်ကျခဲ့တဲ့သူနာပြုကောင်လေးကလည်းနာရီကိုလာခဲ့ပါတယ်။ဒါပြင်သူစင်းအောင်ပေါ်မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်အားလုံးကိုလည်းပြပြလာခဲ့တာပါ။ သူဟာမလာရှိရဲ့နေမနေခေတနာရီခွဲမှာကားနဲ့တပင်ကိုတိုက်မိခဲ့တာပါသူမောင်းလာတာဖြစ်ပြီးတော့သူထိုင်နေတဲ့ချမ်းကကားကရစရာမရှိအောင်ကိုမဖြစ်ပြခဲ့ပါရီမနေ့နေ့နာရီကျော်မှသူဟာမြောက်ကလာစေယုံကြီးကိုအရေးပေါ်ရောက်ရှိသွားခဲ့ပါရီလက်ကျူးတာတွေလည်းရှိသလိုကိုကောင်းမှလည်းသူတွေနေဖြစ်နေခဲ့တာပါစစ်ဆေးပြီးတဲ့အချိန်မှာတော့သူဟာအုံနောက်သွေးရိုစိတ်နေခဲ့တာလို့သိရပါရီ ဦးကောင်းပိုင်းကိုထိမိသွားတဲ့အတွက်အထဲမှာသွေးတွေကယိုစိမ့်နေပါတယ်။အဒီချိန်ကျမှအထူးအဖျားတွေလည်းရှမ်းကုန်မှာတက်လာခဲ့ပါတယ်။ဦးကောင်းပိုင်းယိုစိမ့်မနာကပြင်းထန်လာကအဖျားကလည်းတက်လာလိမ့်နဲ့နှစ်ရက်အတွင်းဖြစ်တန်းခဲ့ရတာပါ။အဖျားတတဲ့ချိန်ကျအထူးအရုံးရင်ဆန်ခတ်ကိုဖြစ်နေခဲ့တယ်လို့သိရပါတယ်။ ထိနိုင်တော့အောင်ကနာမငင်လက္ခဏာဖြစ်နေရမလို့တာဝန်ကျတဲ့ဒုနာပြူတွေကပေါမောက်ခကြီးကိုခေါ်ခဲ့ရပါတယ်။အ мян ဆုံးခွေးစိတ်ဖို့လိုအပ်နေပေမဲ့လည်းသူကခန္ဓာရည်မရှိတာကြောင့်ဆရာဝန်ကြီးတွေကမခွေးစိုက်ပေးဘူးလို့သိရပါတယ်။ခန္ဓာရည်အားတွေရှမ်းကုန်မှာကျဆင်းနေတာဖြစ်တဲ့တွေ့ခွဲစိတ်မယ်ဆိုလေမိစေးတံကိုမခံနိုင်ကခွဲစိတ်နေရင်အသက်ဆုံးရှုံးနိုင်တဲ့အနေအထားမှာရှိတယ်လို့သိရပါပြီ။ဒါပြင်သူကစောက်ကြည့်နေတဲ့ခြေတွေးမှာလေတချို့ဆေးတွေကိုမခံနိုင်မှာဆိုရင်လည်းတွေ့တက်တာအောင်မလုပ်ပေးနိုင်ခဲ့ဘူးလို့သူနာပြုကပြောထားခဲ့ပါပြီ။ သူကအုံနောက်သွေးရုံစိမ့်မှုတစ်ခုလုံးပြည့်နေသွားတာဖြစ်တာမလို့ဘိုက်မှာဆိုလေအပိတ်တွေပါထွက်ခဲ့တာပါဒါကြောင့်မလို့သူဟာရေပေါ်ချန်နာမှာစောင့်ကြည့်နေတဲ့နေရက်ကြောင့်မှပဲအသက်ပါသွားခဲ့တာဖြစ်ပါတယ်ရုံရင်ဆန်ခဲ့ဖြစ်ကနာကျင်မှုတန်ကိုတော်လိခန်စားသွားရှာတယ်လို့သိရပါတယ်သူများပြုကလည်းသူ့ကိုဖြူအောင်တက်ကလေးမေချိုဇလန်တွေတွေမှာအားပြလာခဲ့သူတယောက်ပါဒါကြောင့်မလို့အခုလိုထုကွယ်လွန်သွားတဲ့ပုံမှာအရန်ကုန်မှစိတ်မကောင်းဖြစ်နေတာပါသူရဲ့နိုင်ရည်ကိုချစ်တဲ့သူတွေအများပြားကလာရောက်ကြပြီးတော့တိုးမပေါအောင်ကိုဖြစ်ခဲ့ရပါတယ်အုံနောက်သွေးရုံစိမ့်နေတဲ့ရှင်ကြောင့် င်းစင်းုံပေါ်မှာနှစ်ရက်တာကြာပြီးကွယ်လွန်ခဲ့ရတဲ့သူပေါ်မှာပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်အဆုံးထိချူပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာအကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေရဲ့ဒိဋ္ဌိနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ဘေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမိကြပါတယ်အောင်ရှင်ပရိသတ်တယောက်ချစ်စီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်